ထမင်းမှာစပြဿနာတက်တာပဲအဲဒီခဲတွေပါတာပေါ့နော်ခဲဆိုတာထမင်းခဲတာပြောတာမဟုတ်ဘူးနော်ခဲအမုံနဲ့အဲ့လိုလုပ်ထားတဲ့ဟာမျိုးဘာဘလို့တည်ရလဲဆိုတော့အဲထမင်းတွေကခဲတုံးတွေအခဲတုံးတွေအဲ့လိုဖြစ်ဖြစ်နေရဲ့အဲ့တော့ဒါဘာတွေလဲပေါ့နော်ကိုကထမင်းထမင်းသာစနေရတယ်ကိုမရွေးချယ်ပိုင်ခွင့်လည်းမရှိဘူးတခြားထမင်းကိုစားစားပိုင်ခွင့်လည်းမရှိဘူးလေသူတို့ထမင်းပဲစားရတာဖြစ်တယ်မကောင်းလည်းစားကောင်းလည်းစားပေါ့နော်ထမင်းပြည့်တယ်စားပေါ့နော်မားလည်းစားမတောက်တရားနဲ့ပဲရင်ဆိုင်နေရတာပေါ့နော်မင်းစုခေတ္တကဆိုရင်အဲထောင်မားကဘယ်လိုလဲဆိုတော့ ခင်းဆိုရင်တနေ့တနေ့ကိုကျဲဥကနှလုံးမြင်ရရတယ်။နောက်ပြီးကြရင်သူအသားကျွေးရနေဆိုရင်တပတ်မှာအသားသုံးရကျွေးတယ်။ဒါမျိုးတွေပေါ့နော်အကုန်ပြည့်စုံတယ်။အချင်းသူချင်းသားတွေကအဲထောင်ကျနေပြီမနဲ့အစားတော့မှဆိုရင်မပူအောင်ပေါ့နော်။ဟုတ်ပါအလုံးပဲတာလီဆိုပါခင်ဗျာကျွန်တော်ကကြိုဆိုးလိုက်ပါခင်ဗျာဒီနေ့နေပြီးတော့ဒီပေါ်တော့ကိုရှေရှင်းနဲ့ယူရှာနေတာနဲ့ပြန်နေကြိုဆိုးလိုက်ပါတယ်ခင်ဗျာအလုံးပဲမင်္ဂလာပါသမီးရောချင်းတန်းပါကျွန်တော်ဒီနေ့တင်ပြသွားမယ့်အကြောင်းအရာတွေကတော့ထောင်တွင်းဖိနှိပ်ရှုပ်ရှိမှုတွေထောင်တွင်းမှာကျွန်တော်တို့ဒီအကျဉ်းသားတယောက်ရဲ့ရပိုင်ခွင့်အကျဉ်းသားတယောက်ရဲ့ ဒီပေါ့နော်ဒီကျွန်တော်ခန်းစားပိုင်ခွင့်အားလုံးနဲ့ဆုံးရှုံးရတဲ့အကြောင်းလေးတွေကျွန်တော်ထောင်ထဲမှာနေတိုင်းစားသားမှုတွေနဲ့ဒီစေကူတောက်ခွင့်မရတဲ့အကြောင်းလေးတွေကိုကျွန်တော်တို့တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ယူကျူရှာနေလို့အဆုံးထိကြည့်ရှုပေးဖို့ကိုလည်းကျွန်တော်မြစ်တဲအခံပါတယ်ခင်ဗျာဟုတ်ကဲ့ပါမရှင်နိုင်မရှင်နာအနေနဲ့လက်ရှိထောင်ခွင့်မှာဒီပေါ့နော်ဒီလူခွင့်ရွှေပောက်ခံခဲ့ရတာတွေနောက်ပြည့်ဒီကျွန်တော်တို့တွေကို free night ရှုပ်ရှင်မှုတွေကြာကနေပြီးတော့ဘယ်လိုမျိုးဖြတ်သန်းခဲ့ရတယ်ဆိုတာကိုဒီကနေ့ကျွန်တော်တို့ဒီ လူရိုးကြည့်နေတဲ့ကျွန်တော်တို့ပြိတ်တတ်တဲ့သိအောင်အဲနည်းနည်းလေးရှင်းပြပေးပါခင်ဗျာဟုတ်ကဲ့အထောင်းနဲ့ပတ်သက်ပြီးပါတော့ဟိုနေ့ရပါတော့ဇနင်းတစ်ခုမှတွေ့လိုက်တယ်ပေါ့နော်ဖိုင်ကောထောင်းမှာဆိုရင်ဟိုငွေရင်းအတန်းထက်ပါတော့ငွေရင်းကိုအတန်းထက်ကိုပို့ပြီးတော့နှိမ်ပြီးတော့စကားကိုပြောနေရတယ်ပေါ့နော်အဲဟုတ်တယ်ဒီဒီသတင်းကတကယ်မှန်ပါတယ် ဟုတ်တယ်ထောင်ထဲမှာအမေမြမတို့ရဲ့နော်ဒီပြီးထောင်မှာဆိုရင်လေကို့အတန်းထဲပေါ့နော်မွေးတန်းထဲပေါ့နှိမ်ပြီးစကားပြောရတယ်ပေါ့နော်စကားလုံးဝကျဲလို့မရဘူးတန်းပိတ်ချိန်လဲတန်းပိတ်ချိန်မို့လို့တန်းဖွင့်ချိန်လဲတန်းဖွင့်ချိန်မို့လို့ဟိုလွတ်လပ်လပ်ပြောဆိုခဲ့မရှိဘူးပေါ့နော်တကယ်ချင်းရည်ရာမှာပဲရည်ရာအတန်းကျဲသွားရင်တော့မှာပဲပေါ့နော်ဟိုအော်ခံရတာရှိတယ်နင်တို့အဲ့ရည်နေရနင်တို့ထောင်မှာနေနင်တို့ပြောနေရလားအိမ်မဟုတ်ဘူးနင်တို့ထောင်အဲဒါမျိုးစကားတွေပဲအမြင်နဲ့ပြောနေရလူတရားလေအမြင်နဲ့ပေါ့နော်လောင်ရင်ထဲမှာနေရတာတော့မှန်ပါတယ်ဒါပေမဲ့အမြင်ထိ ंछ ုပ်ခန်းနေရတော့လူတရားအဲ့ဒီမှာအကြောက်တရားနဲ့ပဲရင် င်းအတန်တောက်တရားနဲ့ဘယင်းဆိုင်နေရတာပေါ့နော်အာအတန်လေးဆိုရင် လုံးဝကြည်ကြဲစကားမပြောရဘူးဟိုပြောချင်တဲ့စကားကတော့မပြောဘူးကွာတို့တတိတ်နဲ့အနာဒီကပြောရတာမျိုးတွေရှိတယ်အဲငါတို့တွေအဲ့နေရလေးငါတို့တွေနေမကောင်းလေနင်တို့နားမလဲဘူးလားတို့အိတ်တာနဲ့ဘာဆိုင်လို့လဲပေါ့နော်တို့ကတို့အဲ့ရှင်ပြအိတ်ပြိုင်လေအိတ်ပြိုင်လို့မရအောင်ဆိုတခြားနေရာသွားရင်လေဒါကတို့ရဲ့တို့ ုပ်ပိုင်ခွင့်ပြောဆိုခွင့်ပေါ့နော်ဒီအချိန်မှာတန်းဖွင့်ချိန်ဆိုရင်လည်းဒါကိုယ့်ရဲ့တန်းဖွင့်ချိန်မှာပြောဆိုခွင့်တော့ရှိမှာပဲလေတန်းပိတ်ချိန်မှာမဟုတ်တာတန်းပိတ်ချိန်ဆိုရင်တော့ဒါတို့တို့စူးလို့ဆိုရင်ဒါလက်ခံနိုင်တယ်တန်းဖွင့်ချိန်ဆိုတာမှာစူးလည်းဘာမှမဖြစ်ဘူးပေါ့နော်ဟိုစူးတယ်ဆိုတာလည်းအော်ဒီဟစ်ချိန်လည်းဘယ်သူမှအဲ့လိုကြီးချိန်တောင်ပြောတဲ့သူမရှိဘူး မုံရတန်ထက်တော့နည်းနည်းတော့ကျဲရရှိမှာပေါ့နော်အဲအဲ့လိုကျဲရတော့သူကလက်မခံနိုင်ဘူးအဝိရှော်ရင်လည်းအဝိရှော်တာစောင့်ရှော်ရတာပေါ့စောင့်ရှော်ရင်လည်းဒီအတန်ထွက်လို့အတန်အကျန်းကျဲလို့လာပြီးအော်ပြန်ပြီးတခါပေါ့နောက်တစ်ခါစောင့်နေပါလေဆော်ရှော်ပြီးတော့နော်ခါရင်လည်းစောင့်ရှော်မခါဘူးလို့ပြင်မှာတော့အဝိစားရပါလေအဲ့လိုခါပြီးတော့လှမ်းပြီးဆိုရင်လည်းအတန်ထွက်တယ်ပေါ့နော်ဒါတို့မျိုးအတန်အနေနဲ့ပဲပတ်သက်ပြီးတော့အတန်မှားလည်းစပြီးတော့ချိုးပေါက်ခံနေရပါပေါ့နော်အမြဲတမ်းထိန်းချုပ်ခံ control လုပ်ခံနေရတာသူတို့ပဲဟုတ် အဲ့အဲ့တော့ပေါ့နော်ဒီလက်ရှိအာကျွန်တော်ထောင်မှာလဲဒီတိုင်းပါပဲကျွန်တော်တို့ဆိုလို့ရှိပါလို့ဆိုမင်းတို့ကို့အမေလင်အိမ်ရောက်နေတာလားပေါ့နော်မင်းတို့ကို့အမေလင်အိမ်ရောက်နေမှုဒါထောင်ချနေတာဆိုတဲ့စကလုံးမျိုးတွေလဲကျွန်တော်တုံးတုံးခံထားတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီတင်ပြစေချင်တာပေါ့နောက်ထပ်ဒီတင်ပြမယ်အကြောင်းအရာတွေပါပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီထောင်ထဲမှာနောက်ထပ်ဒီစားတောက်မှုပေါ့နော်အဲသူတို့ဒီဘလို့အဆအစာမျိုးတွေနဲ့ကျွေးမွေးလဲဥမာဒီကျွန်တော်မြောင်းမြောက်ထောင်မှာဆိုလို့ရှိရင်ဒီငါးကိုကျွန်တော်ဗာလဲဆိုတာဒီလက်ရှိနေကိုကြွကြွအိုက်နဲ့ ထည့်ထားတယ်ဗျာဒီကြွကြွနဲ့ထည့်ပြီးတော့ဒီငါးကိုနေပြီးတော့တယောက်ကိုတစ်ဖက်တစ်ဖက်ဆိုတော့အဲ့ဒါကိုလူနှစ်ယောက်ဆိုလို့ရှိရင်နှစ်ဖက်စာပေါ့အဲ့ဒါကိုနေပြီးတော့ကြွကြွိုက်တစ်ထုပ်မှာလူနှစ်ယောက်စာထည့်ပြီးတော့ပြုတ်လိုက်တယ်ဒီဒီကြွကြွိုက်နဲ့ထည့်ပြီးတော့ပြုတ်တယ်ဒီခါဒီကြွကြွိုက်နဲ့ထည့်ထားတဲ့ပြုတ်ပြုတ်ပြီးသားဒီငါးထုပ်ကိုယူလာတဲ့ခါမှာကျွန်တော်ဒီငါးထုပ်ကဘာလဲဆိုတော့အပူချိန်ကြောက်ကင်လို့တော့မရဘူးပေါ့နော်ပူလုံးအကြည့်လို့ပေါ့နော်အဲ့အဲ့လောက်ထိပူတဲ့ငါးထုပ်ကိုကျွန်တော်တို့ကြွေးတယ်ကျွေးတဲ့ခါကျွန်တော်ကဒီငါးကိုစဉ်းစားတယ်ဘာကြောင့်ဆိုဒီကြွကြွအဲ့ဒီကြွကြွိုက်မှာပါတဲ့ ဓာတုပစ္စည်းတွေကကျွန်တော်ဒီလူတယောက်ကိုအဲ့ဒီမှာနေမှာ cancer ဖြစ်နိုင်တယ်နောက်တစ်ခုကဒီနောက်ဆုံးအဆင့်မှာဒီကျွန်တော်တို့ဒါပန်းတိပန်းညိုယောဂါထိတော့မဖြစ်သွားနိုင်တဲ့အနေထားမျိုးရှိတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့နားကျွန်တော်ကနားလေတဲ့ကဒါအောင်မစားဘဲနဲ့ထောင်ပိုင်းလာတဲ့ခါမှာဒီငါးထုပ်ကိုကင်ပြီးတော့ကျွန်တော်တင်ပြလိုက်တယ်ပေါ့အဲ့လိုမျိုးတင်ပြလိုက်တဲ့ခါမှာထောင်ပိုင်းကြီးလောက်တဲ့လူကဘာပြောလိုက်လဲဆိုတော့ကအာဘောနောအာကျွန်တော်တို့အကောင့်ဆုံးဖြောင်းစီစဉ်ပေးပါမယ်ကျွန်တော်အကောင့်ဆုံးဖြောင်းလုပ်ပေးပါမယ်ဆိုပြီးတော့သူကသူကပြောသွားတာပေါ့နော် ဒါမဲ့ကျွန်တော်45မိနစ်လောက်အကြာထောင်ပိုင်းကြီးထွက်သွားပြီးတော့45မိနစ်လောက်အကြာမှာကျွန်တော်ခေါ်ပြီးတော့ main gate ကိုခေါ်ပြီးတော့ရိုက်နှက်တာတွေနောက်ပြီးတော့လူတွေနဲ့ရုံးမထားတော့ဘဲနဲ့တိုက်ထဲကိုပြောင်းလိုက်တာတွေကျွန်တော်တို့ကြောင်ခဲ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိနေပြီးတော့ Martian Nano ရဲ့ဒီပြီးအချင်းထောင်မှာရောဒီလိုမျိုးအဖြစ်ဆိုးမျိုးနဲ့ကြောင်ခဲ့တာမျိုးရှိလာဗျာ အစားတောင်းတဲ့ပတ်သက်ရေးအရင်ပြောမှာနော်အစားတောင်းတဲ့ပတ်သက်မယ်ဆိုရင်တော့လေအစားဟိုအခုဆိုရင်အစားရတာလုံးဝအဆင်ပြေဘောနော်ဟိုပန်ဆယ်လာတဲ့သူဆိုရင်အဆင်ပြေတယ်ပတ်စံရှိတဲ့သူဆိုရင်တော့အဆင်ပြေကောင်းပြင်နိုင်လိမ့်မယ်ဒါဆိုအရင်ကကောင်းကောင်းပို့ပေးနိုင်တယ်လေဟုတ်ဟို အဆင်မရှိရသူပေါ့နော်အဆင်မပြေနိုင်တဲ့သူဆိုရင်တော့ထောင်ထဲမှာနေဟိုငတ်သေးသွားနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုဗီတာမင်ဗီတာမင်တန်းရှိုးတက်ပြီးတော့ဒီနေ့အသေးသွားနိုင်တယ်ဘာလို့လဲဆိုတော့ပဲဟင်းဆိုရင်လည်းပေါ့နော်ဟိုအဲ့ဒီပဲတွေကအကောင်းပဲမဟုတ်ဘူးအကြပေါ့နော်ဟိုပွဲရုံတွေကအကြတွေကိုလိုက်ပြီးဝယ်ထားတာအဲ့လိုပုံစံမျိုးပေါ့နော်အနာအစာရပါတယ်အဲ့လိုမျိုးပဲရပေါ့ပြောရမယ်မအောင်နဲ့အဲ့လိုမျိုးအနံ့နဲ့ထွက်တယ်ပေါ့နော်အဲ့လိုအနံ့နဲ့ရတယ်အရသာလုံးဝမရှိဘူးတော့ဒီတိုင်းအရေးကြီးတော့ဒီတိုင်းအဲ့ဒီဟာဒီတိုင်းကိုပဲအဲ့ဒီပဲအကြတွေနဲ့ရောထားတဲ့ဟာပဲဟင်းမယ် ဘဲဆိုပြီးတော့အကောင့်အကောင့်လို့တော့ဟိုထိတဲ့မှာထင်မနေလဲဟိုဒါပြီးတော့နောက်ပြီးတော့တာလဲဘောပေါ့နော်တာလဲဘောဆိုရင်လည်းဟိုဖိုးဘက်ဆောင်မှာဖိုးကြီးပေါ့နော်ယောက်ျားဆောင်ယောက်ျားဆောင်မှာဖိုးကြီးအဲ့ထမင်းချက်တဲ့ဖိုးကြီးပေါ့နော်အဲ့ဖိုးကြီးမှာချက်နေပြီဆိုရင်အဲအနက်အစားပြီးမင်္ဂလာဆောင်မှာအနက်နေထွက်နေပြီဟိုလုံးဝမခံစားနိုင်တော့ဘူးမူးကောင်းနေမူးတဲ့သူကမူးကုန်ပြီဟောဆိုဝဲကျွေးငပိလေဝဲကျွေးငပိဆိုအရန်ဆိုးတဲ့ငပိအဲ့ငပိနဲ့တာလဲဘောချက်တာအဲဒါဒါဒါအဲ့တာလဲဘောကြီးကလည်းဟိုဘယ်လိုပြောရမလဲ ကြည်ကြည်တောင်းတာမဟုတ်ဘဲနဲ့အဲမဲပုံမရပဲပေါ့နော်အဲ့လိုကတောက်လို့မရတဲ့ဟာမျိုးပေါ့ဒါလည်းပေါ့ဆိုတော့ကိုကဆက်ရအောင်ရှင်မတီးဘူးဒါလည်းပေါ့ဆိုတော့အော်ဒါလည်းပေါ့ကောင်းမယ်ထင်မြဲအေးမို့တောက်အောင်ဆိုပြီးတော့လေသွားပြီးရခံလိုက်တာပြဿနာထတာပဲအမအဲအထက်မှာဘာတွေပါလာလဲဆိုတော့ဟိုသူကပေါင်းနေနဲ့ရောချက်တာဖြစ်မယ်တဲ့ပေါင်းအဲကစုံရက်တေကိုပေါင်းနေရနေအကုန်လုံးနှုတ်လိုက်တယ်ပြီးတော့ရေထဲကိုဒီလိုဒီလိုနှိမ့်ပြီးတော့ပြန်အနှံ့ထည့်လိုက်တယ်ပေါ့နော်ဘာမှသူတို့မစစ်စစ်ရအောင်ထင်တယ် ပြတ်တွေပါလာတယ်အဲ့အဲ့တော့ဒီကျွန်တော်တို့ဒီမြောင်းမြထောင်မှလေးဒီတိုင်းပါပဲမြောင်းမြထောင်မှဆိုလို့ရှိရင်ဒါသူတို့တာလာဖို့ဆိုလို့ရှိရင်ဒီကစုံရွက်တွေကိုတိတ်ဒါနဲ့နှောင်းနှောင်းဆင်းပြီးတော့ပါရင်လည်းပါဖို့ပြတယ်ပိုးကောင်လေးလည်းပါလာတွေ့ရတယ်အဲကျွန်တော်တခြားအကောင်ပလောင်လေးလည်းပါလာတွေ့ရတယ်ပေါ့နောက်မြစ်ပင်တစ်ခါတည်းကျကျွန်တော်တို့ရှိလိုက်မြစ်ပင်ပါလာကျွန်တော်တို့မစားဖူးခဲ့ဘူးပေါ့နော်မစားဖူးခဲ့ပေမဲ့သူများစားတာလေးတွေကျွန်တော်ထောင်ဝင်းစားမလာနိုင်တဲ့လူတွေစားတာလေးကိုသွားကြည့်လိုက်တဲ့အခါမှာအင်မတန်မှတနာဖို့ကောင်းတာတွေတွေ့ရတယ်ဗျာပါဆိုဒီဒါကြောင့်မလို့ဒီထောင်ထဲမှာနေပြီးလက်ရှိမှာထောင်ဝင်းစားမလာနိုင်တဲ့လူတွေ အာလက်ရှိဒီနောက်ပြီးလို့ရှိဒီဘောနော်ဘောဘလို့ community pass တွေမလာနိုင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါအရန်ကမှဒါခက်ခဲဆိုးရုပ်တဲ့อืมအနေထားမျိုးတစ်ခုပဲလို့ကြုံတွေ့ရတာဘောနော်အဲ့တော့ဒီကျွန်တော်လက်ရှိခုနမရှင်းတဲ့ပြောသလိုပဲဒီကျွန်တော်ပြီဖက်ဒီကျွန်တော် sorry ဒီကျွန်တော်မြောင်းမြကျင့်ထောက်မှာဆိုရင်လည်း ဒီအာဘောနပေးဟဲ့အပင်းဆိုတာကျွန်တော်တို့ကညှုံမှုဆိုတဲ့ကောင်မျိုးတွေနောက်ဒီသူတို့စီကနေပြဒီအထက်ကောင်အထက်လူကြီးပေါ့ကောင်ကြီးတွေပေါ့ဗျာအဲ့ဒီကောင်ကြီးတွေလာရမတာနင်းနေကောင်းလာလေးတွေစားရတယ်ပေါ့အဲအဲ့ဒီကဒီကျွန်တော်အဖြစ်အပျက်တစ်ခုပြောပြမယ်ကျွန်တော်ဒီညှုံမှုလာတယ်ညှုံမှုလာတော့ကျွန်တော်ထားပြီးတင်ပြတယ်တင်ပြတော့ထားပြီးပြောပြတာပေါ့ဗျာဒီကောင်လေးတင်ပြတယ်ဆိုလို့ရှိရင်စကားလုံးဝနင်းနေအသုံးလုံးဝပြတ်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ထားပြီးတော့ပြောပြတယ်ပြောပြတဲ့အခါမှာဒီလိုပေးဟင်းတွေကကျွန်တော်နေတိုက်စားနေရတယ်ဒါပေမဲ့ဒီအခုလက်ရှိ ညှို့မှုလာတဲ့ခါမှဒီပင်းဟင်းမျိုးကျွန်တော်စားတာဖြစ်တယ်ညှို့မှုမလာခင်တော့ကဒီပင်းနဲ့ဆိုးတဲ့ဟာမျိုးစားတယ်ဆိုတော့ကအဲ့ဒါကိုညှို့မှုလေးပြန်လေးပြန်ရောကျွန်တော်ကိုနေပြီးတော့ခိုးပြီးတော့တိုက်ထည့်ကိုထည့်လာတယ်ကျွန်တော်ကြောင်ခဲ့ရတယ်ပေါ့နော်ဒါကတော့တပိုင်းပေါ့အဲ့တော့ဆိုလိုတာကဒီလက်ရှိဒီကျွန်တော်တို့အချင်းထောင်တွေထက်မှာဒီဘာလဲဆိုအရင်တော့ဆိုလို့ရှိရင်ဒီကျွန်တော်တို့ကျွန်တော်တို့ဒီလက်ရှိဒီအချင်းထောင်တွေကိုနေပြီးတော့ပြ ICRC တွေခဏခဏဝင်နေ နောက်ပြီးဒီဒီမိုကရေစီအစိုးရလက်ထက်မှာနေပြီးတော့ဒီမိုကရေစီအစိုးရလူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ခဏခဏထောင်တွေကိုဝင်ပြီးတော့ဆက်စစ်တာတွေ့ရတယ်ဆိုတော့အခုလက်ရှိဒီအကြမ်းဖက်ဆက်အုပ်စုအုပ်ချုပ်ထားတဲ့ကာလမှာရောက်တဲ့ခါဘယ်သူမှလာပြီးတော့မဆက်ဆဲဘူး ICRC လည်းမလာဘူးမလာတော့တဲ့ခါသူတို့လှုပ်ကျင်တယ်လို့ကောက်လို့နေကြတာတွေ့ရတယ်ဗျအဲ့တော့အဲ့တော့ဒီလက်ရှိနေပြီးတော့ပြီးထောင်မှာရောဘယ်လိုမျိုးအဖြစ်ဘယ်လိုမျိုးပေါ့နော်ဒီစားတောက်ရေးဒီနေထိုင်ရေးပေါ့နော်ဒါတွေကအားလုံးဘယ်လိုမျိုး ဘယ်လိုမျိုးကြောင်တွက်ခဲ့ရလဲဗျဘယ်လိုမျိုးပြင်ဆိုင်ဖြတ်တန်းခဲ့ရလဲဒါလေးတစ်ချက်တော့ပြည်သူတွေသိအောင်ရှင်းပြပြပါခင်ဗျာဟုတ်ပဲထားမှာပေါ့နော်ရှင်းနေအောင်ဆောက်ရောက်တည်းအဲထောင်ထမင်းอ่ะညီကြောင်ကြောင်ကြီးပေါ့နော်အဲ့ဒါအာတမီးထမင်းမစားခြင်းကိုတမီးဆိုတော့အပြင်ကနေမစားလို့ရလာတော့မေးတော့ချိန်မှာအဲသူကထောင်မကအပြင်ကနေထမင်းသွင်းလို့မရဘူးအကိုအိမ်ကထမင်းလာဖို့လည်းမရဘူးထောင်ထမင်းမစားရတယ်အဲဟင်းရတော့ကိုကကိုအိမ်ကလာဖို့လို့ရတယ်ပေါ့နော် အဲထမင်းရသူတို့ထမင်းပဲစားရတယ်သူတို့ထမင်းရလည်းကောင်းလာမမေ့ကောင်းလာမေ့ကြီးထမင်းမှာစားပြဿနာတက်တာပဲအဲဒီခဲတွေပါတာပေါ့နော်ခဲဆိုတာထမင်းခဲတာပြောတာမဟုတ်ဘူးနော်ခဲအမုံနဲ့အဲ့လိုလုပ်ထားတဲ့ဟာမျိုးဘာဘလို့တိရလဲဆိုတော့အဲထမင်းနေရအခဲတုံးနေအခဲတုံးနေအဲ့လိုဖြစ်ဖြစ်နေရအဲအခဲတွေလည်းသူတို့အဲ့လိုဖျဲကြည့်လိုက်တဲ့အချိန်မှာထမင်းနဲ့မှာပြပြရအောင်အဲ့လိုအမုံနေပါတယ်ပေါ့နော်အဲ့လိုပြပြရပြပြထမင်းနေရပြနေတယ်လေဒါလည်းပဲမရှိဘူးပြတယ်တစ်ခါတည်းဆိုရင်အညိုရောင်အမုံအဲ့လိုပုံစံမျိုးပြပါတယ်အဲ့တော့ဒါဘာတွေလဲပေါ့နော်ကိုထမင်းထမင်းသာစားနေရတယ် ကိုယ်မှာရွေးချယ်ပိုင်ခွင့်လည်းမရှိဘူးတခြားထမင်းကိုစားစားပိုင်ခွင့်လည်းမရှိဘူးလေသူတို့ထမင်းပဲစားရတာဖြစ်တဲ့အတွက်ဟိုမကောင်းလည်းစားကောင်းလည်းစားပေါ့နော်ထမင်းပြည့်တယ်စားပေါ့နော်မားလည်းစားမကောင်းလည်းစားဒီဟိုဒါတပတ်လုံးနေပါတယ်တခါတည်းဆိုရင်ထမင်းကဟိုတော်တော်စိုးစိုးပေါ့နော်အဲ့လိုမျိုးဟာကြီးလည်းပါတယ်ဆိုလည်းစားရတာပဲလေထောင်ထဲမှာကျတော့ဟင်းဆိုရင်လည်းပေါ့နော်တို့အမေစုခေတုန်းကဆိုရင်အဲထောင်မှာကဘယ်လိုလဲဆိုတော့ ဟင်းဆိုရင်တနေ့တနေ့ကိုကျဲဥကနှလုံးမြင်ရရတယ်။နောက်ပြီးကြရင်သူအသားကျွေးရနေဆိုရင်တပတ်မှာအသား၃ရက်ကျွေးတယ်။ဒါမျိုးတွေပေါ့နော်အကုန်ပြည့်စုံတယ်။အကျဉ်းသူကျဉ်းသားတွေကအဲထောင်ကျနေပြန်မနေအစားတော့မှဆိုရင်မပူအောင်ပေါ့နော်။အာဟာရတက်တယ်လည်းမပူအောင်အသားငါးလည်းပြန်ကျွေးတယ်လေ။ရောက်တော့မှတော့မှပဲတပတ်လောက်တော့မိသေးတယ်ပေါ့နော်။ဇာတာတသားနဲ့အဲဒီငါးနဲ့ကျွေးတာမိသေးသေးရဲ့။နောက်ကစပြီးတော့ပေါ့နော်။သူတို့ဘာချက်မရှိတော့ဘူးလား။သူတို့ပဲဟိုအပေါ်ကနေဖြတ်စားနေရလားတော့မသိဘူးပေါ့နော်။ဟိုအမကအစားရအောင်ချက်ဇာတာတွေငါးတွေကျွေးရတာနောက်ကြမရှိတော့ဘူး။ တဲ့ဦးတော်မှာပဲတနေ့ကိုနှလုံးမလာမရတော့ဘူးလုံးဝကျဲဦးလည်းနေတိုင်းမရတော့ဘူးအဲ့ဒါလည်းဘောမကောင်းမကန့်နဲ့ပဲသူဒါလည်းဘောမကောင်းမကန့်တော့အမြဲရရတယ်ပေါ့နော်ဘဲဟေးမကောင်းမကန့်တော့အမြဲရရတယ်အဲဒါသူတို့တပတ်စံတော့မထိခိုက်တာအဲသူတို့ဆိုတော့ထိခိုက်နိုင်တဲ့အဲ့ကျဲဦးလေးဆိုရင်တနေ့ကိုတလုံးအာ တနေ့တက်လုံးကပုံမှန်ရတာမဟုတ်ဘူးเนาะဟိုတနေ့နာနေဆိုရင်မရဘူးအဲဗုဒ္ဓဟူးနေ့ဆိုရင်ရတယ်အဲတက်တာနေ့ဆိုရင်ရတယ်ဒါမျိုးပေါ့เนาะတပတ်မှာ၄ရက်လောက်ကပဲကျေဦးကတလုံးတည်ရတာအဲကျေဦးတလုံးနဲ့နဲ့ဘဝဘယ်လိုရည်တည်နိုင်မှာလဲဘယ်လိုလို့အဆင်ပြေနိုင်မှာလဲပေါ့เนาะကိုအဟာရအတွက်ကိုဟိုထောင်းထဲမှာဆိုသောက်တော့အတွက်ပဲတက်ပြီးဆိုရင်တော့အဲလုံးဝအဆင်မပြေနိုင်ဘူးပေါ့เนาะပါဆယ်မရှိတဲ့သူဆိုရင်ပါဆယ်ရှိတဲ့သူအတွက်ကတော့လုံးဝအဆင်ပြေတယ်ပေါ့အဆင်ပြေတယ်ဆိုရလဲပတ်စံကုန်ခံနိုင်အဆင်ပြေတာပါပတ်စံကုန်မခံနိုင်လုံးဝအဆင်မပြေဘူးပေါ့เนาะအဲ့တော့ဒီပေါ့เนาะလွတ်ဆိုးဆိုးပြောသွားထမင်းပေါ့เนาะ အာဒီထမင်းမှာဒီကျွန်တော်တို့ဗာလဲဆိုတော့ကအမှန်တကယ်ကဒီအဲသူကစံကောင်းစံအဟောင်းနဲ့အသက်ပေါ့နော်အဲ့ဒါရှိတယ်ကျွန်တော်တို့ဒီထောင်တွေကျွန်တော်မြောင်းရထောင်မှာအဲ့ဒီဒီအဲဂိုရုံဆေးရေပေါ့အဲ့ဒီဂိုရုံမှာဆေးရေလုံနေတဲ့ကောင်လေးကဒါလည်းကျွန်တော်အကျဉ်းသားပါပဲအဲအဲ့ဒီကောင်လေးနဲ့ကျွန်တော်နဲ့ခင်မဲတဲ့ခါကျွန်တော်သူ့ကိုခဏခဏမေးဘူးတယ်ဗာလဲဆိုတဲ့ခါကျတော့ဒီကျွန်တော်စံအဟောင်းသူတို့ကဒီစပါးစိုက်ကြတယ်ပေါ့ဗျာဒီစပါးတွေရောက်လာတဲ့ခါမှာသူတို့ကဒီ အဲ့ဒီစအသက်ကိုသူတို့ပြန်ရောင်းစားပြီးတော့အဟောင်းတွေနဲ့ပဲကျွန်တော်တို့ကျွေးမွေးနေဖြစ်တယ်ပေါ့နော်အဲ့ဒီကဒီညှို့မှုတို့ဘာတို့ရောက်လာခဲ့ပြီဆိုမှဒါသူတို့စံအကောင့်လေးတွေနဲ့ယူပြီးတော့ရှင်းကြွတာတွေမျိုးတွေကျွန်တော်ကြောင်ရတယ်ဆိုတော့ဒီကျွန်တော်ဟိုထိုတနေ့ရက်လေးကျွန်တော်တို့ပြောခဲ့ပါတယ်ဒီလက်ရှိအကြမ်းဖက်စစ်အုပ်စုမင်းအောင်လိုင်းအုပ်ချုပ်နေတဲ့ကာလမှာကျွန်တော်ဘာလဲဆိုတော့ဒီမင်းအောင်လိုင်းရဲ့အောက်မှာလုံနေတဲ့ငင်းမွေးရှံပေါက်ကျုံတပေါက်လေးတွေကဘာဘာလုပ်လဲဆိုတော့ကဒီသူတို့သူတို့ကနေပြီးတော့ဒီဘာလုပ်လဲဆိုတော့ကဒီပြည်သူဘန်ဒါတွေကို အဲလိန်ညာပြီးတော့ကတော့ဒီခိုးယူစားတောက်ထားကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီအကျဉ်းသားတယောက်ရဲ့ရပိုင်ခွင့်အကျဉ်းသားတယောက်ရဲ့စားလို့ရပေါ့ဒီအကျဉ်းသားတယောက်မှာဒီခံစားရမယ့်အခွင့်အရေးတွေမှန်သမျှဒီဆုပ်ယုပ်သွားတယ်ဒီလို ဆုပ်ယုပ်သွားတဲ့အတွက်ကြောင့်မို့လို့မရှင်နန်တို့ကျွန်တော်တို့ဟာထောင်ထဲမှာဒါပေါ့နော်ဒီမသေးပေါ့ပေါ့မသေးအောင်တမင်ပေါ့ဗျာမသေးအောင်တမင်စားတောက်ကြရတာဗျာ အဲဒါကြောင့်မလို့ဒီကနေ့ပေါ်တော့ဒီနေ့ကျွန်တော်တို့ဒီမိဖပြည်သူတွေကိုကျွန်တော်သိစေချင်တာကျွန်တော်တို့ဘာလို့ဆိုဒီလက်ရှိနေပြီးတော့ဒီအချင်းထောင်တဲမှာကြော့ဒီရင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ဟာလေးတွေကိုကျွန်တော်ကျွန်တော်တို့ကျွန်တော်တို့ကပြန်ပြီးတော့အဲ sharing လုပ်ပေးတာဖြစ်တယ်ပေါ့နော်ပြန်ပြီးတော့မျှဝေပေးတာဖြစ်တယ်အဲ့တော့လက်ရှိနေပြီးတော့ machine အနေနဲ့လည်းနောက်ထပ်ဒီဒီပေါ်တော့ဒီပြီးအချင်းထောင်မှာအဲဘလိုမျိုးတွေစက်ပြီးတော့ရင်ဆိုင်ကြိုလော့ခဲ့ရလဲဗျဟုတ်ကဲ့ဒါလေးကိုမိဖပြည်သူတွေသိအောင်နည်းနည်းရှင်းပြပေးပါခင်ဗျာ ဟာမားပေါ့နော်စေးဘွားဘက်နဲ့ပတ်သက်မဲ့ဆိုရင်လည်းအဲစေးဘွားမလုံလောက်တဲ့ဟာနဲ့ပတ်သက်ပြောချင်တယ်ပေါ့နော်အဲထောင်မားကသူကအမြဲတမ်းနေ့နေ့စဉ်လာပြီးတော့ကျဲမရေချိုးပေးတာကသူနာပြုဆရာမတယောက်ရှိတယ်ပေါ့နော်အဲ့ထက်ကမှအကျဉ်သူကျင်းသားတွေကပေါ့နော်သူနာပြုတက်ဖို့တဲ့သူအဲစေးဘွားနဲ့ပတ်သက်တဲ့သူပေါ့နော်စေးဘွားနဲ့ရင်းနှီးတဲ့သူမျိုးကိုသူကတယောက်ကိုခေါ်တယ်ပေါ့ခေါ်ပြီးတော့သူပြန်တင်ပေးတယ်ပေါ့သူတို့မလာနိုင်တဲ့နေ့တွေပါလေဆိုရင်အဲ့ဒီအကျဉ်သူကအကျဉ်သူတွေကပဲအဲ့လိုပြန်ပြီးတော့အချင်းချင်းဆောက်ရှောက်ပေးဖို့ပေါ့နော်အဲ့လိုတင်ပေးတယ်ပေါ့အဲ့အဲ့ဒီအချိန်မှာက ဟိုအကျဉ်းသူကျဉ်းသားတွေမှာနေမကောင်းဖြစ်တယ်ဆိုပါဆိုသွားပြီးတော့အဆေးကန်ကိုသွားပြတယ်ဆိုပါဆိုပါရာစီတမောနဲ့စီပင်းနဲ့ပဲရတယ်။နောက်ပြီးတော့သွေးပောင်ချိန်ပြီဆိုရင်လည်းကိုယ်ကသွေးပောင်အရင်ကြာနေလို့ခန်းစားလို့သွားချိန်ရင်လည်းအဲသူတို့ချိန်မှာချိန်အမြဲတမ်းတော့မယ်။ ဲဘာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့ဘသူပဲဖြစ်ဖြစ်နော်ဟိုအချိန်နဲ့မှမဟုတ်ဘူးပေါ့နော်တန်တဲ့သူတွေပဲဘသူပဲဖြစ်ဖြစ်ကိုကိုကိုကျမကြီးအရင်မကောင်းလို့ခံစားရလို့ပေါ့နော်ဟိုနေလို့ထိုင်လို့အဆင်မပြေလို့တွားပြရင်တော့မှာပဲသူတို့ကသူတို့က normal ပဲအဲရင်းမြတ်တော့ပြီးတော့ပါလာစီမောင်းနေစီပေးပေးတယ်ဒါပဲပေါ့နော်အဲသူတို့အဲသမီးတို့ထောင်းအထောင်းထဲမှာပေါ့နော်ဟိုကထုံးစံဖြစ်နေပြီအဲနေစိတ်ကတော့ကြောက်မလို့လားအဲအေးဟုတ်တယ်စိတ်ကတော့ကြောက်မလို့အဲပြမနေနဲ့ normal ပဲတော်တော် normal ပဲပေါ့နော်အချင်းချင်းအဲ့လိုစနေရတယ်ပေါ့နော် normal ဆိုတဲ့တကားကတော့တကယ်ကိုဟိုက ထုံးစံဖြစ်နေပြီပြောရမယ်ဆိုရင်အဲပါရာစီမောလည်းစီးပစ်လောက်နေတာဘလို့မှအကျမကြီးကိုအထောက်အကူပြုတာမဟုတ်ဘူးလေဟိုအဲ့မှဆိုရင်လည်းအဲ့လိုပစ္စမပြောသလိုပဲပစ္စံရှိတဲ့အတိုင်းဝိုင်းရပစ္စံရှိတဲ့မိသားစုတွေအကြနေရဆိုရင်တော့အဲလက်စင်ပေးထိုင်တယ်ဒါဆိုတော့အင်ယိုသူကစေကောင်းစေဝစေဝကောင်းတွေကိုမှားလို့ရတယ်ဆရာမတွေကလည်းအဲ့လိုတစ်စင်မှားလို့ရတယ်ဝန်ထမ်းတွေကလည်းတစ်စင်မှားပြီးတော့တောက်လို့ရတယ် အဲသူတို့ပေးကံပြီးတော့တောက်လို့ရတယ်ပေါ့နော်ဟိုဆေးထိုးခြင်းလည်းပတ်စံရှိရသူဆိုရင်ဆေးထိုးလို့ရတယ်ပတ်စံရှိရသူဆိုရင်ထောင်ပိုင်းကိုတင်ပြပြီးတော့အပြင်ထွက်ပြီးစေခိုင်းပြလို့ရတယ်ပတ်စံမရှိတဲ့သူတွေအဲပါဆယ်မလာတဲ့သူတွေထောင်ဝင်သားမလာတဲ့သူတွေဆိုရင်တော့သူတို့ပေးတဲ့စီးဝါးနဲ့ပဲမိခိုးဖေးဖီးမိခိုးပြီးနေရတယ်ပေါ့နော်အဲ့တော့ဘလို့မှအဆင်မပြေဘူးထောင်ထဲမှာနေပေါ့နော်တမိရှိမှာနေအဲ့လို မြသမီးတယောက်ပေါ့နော်ဟို AIDS ယောဂါပေါ့နော်အဲ့အဲ့ယောဂါဖြစ်နေတဲ့အချိန်မှာဆေးကတပြတဲ့အချိန်မှာပေါ့နော် normal normal လို့ပြောရတဲ့အချိန်မှာ तू က तू အရင်ခံစားနေရတာလေနောက်ကြမှာသူ့ရိပါရဲ့အန်ကမှဆေးကကိုအတင်းပေါ့နော်အသေးအတန်ဖြစ်ခါမှဆေးကအပြင်ကိုထုတ်တယ်ပေါ့နော်ဟိုငကိုးတွေကကြိုးတင်းမိမထုတ်ဖဲနဲ့အဲ့အသေးအတန်ဖြစ်ခါမှထုတ်လိုက်တဲ့အချိန်မှာအဲ့အမျိုးသမီးကအသက်မမီတော့ဘူးဆေးကမှလည်းသေသွားတယ်ပေါ့နော်ဒါကပေါ်ရောက်မှုကြောင့်ပေါ့နော်အသက်အသက်လူတယောက်ရဲ့အသက်မဆုံးရှုံးတင်မဲနဲ့ဆုံးရှုံးရတယ်ဆိုတာပြောချင်တာဟုတ် အဲ့တော့ဒီကျွန်တော်မြောင်းမြထောင်မလေးဒီတိုင်းပဲအဲ့ဒီမှာဒီကျွန်တော်နိုင်ငံရဲ့အကျဉ်းသားတယောက်ပဲသူကဒီလက်ရှိမွတ်စလင်ဘာသာပေါ့နော်မွတ်စလင်ဘာသာကျွန်တော်နဲ့အတူတူဘေးရှင်းကအိတ်ကြတယ်ကျွန်တော်ကလည်းဒီအဆောင်စပြောင်းခါစားအဲအဲ့ဒီလူကြီးတယောက်ဆိုလို့ရှိရင်သူကနေပြီးတော့ဒီမှာနေပြီးတော့သူကဒီနှာသွေးတိုးရောကရှိတယ်ဒီသွေးတိုးကရှိတယ်ဒါပေမဲ့သူကအဲ့ဒီနေ့မှာကျွန်တော်နဲ့အတူတူစေခံသွားပြတယ်စေခံစေခံသွားပြတဲ့ချိန်မှာသူပါစီတမုတ်ပေါ့ခုနပြောသလိုပေါ့ဗျစီဘဲနဲ့ပါစီတမုတ်ပေးလိုက်တော့ဟာအဲ့ဒါနဲ့ကျွန်တော်ကြည့်လိုက်ဟာဘာလဲဗျစီစီဘဲနဲ့ပါစီတမုတ်သွေးတိုးတော့စီဘဲနဲ့ပါစီတမုတ်တိုက်လို့ပေးရမယ် ဆိုတော့ဒါနဲ့ကျွန်တော်မာရီမှာအဲ့မှာအဲ့ဒီမှာတွေးတို့ကြဆစ်ရှိတယ်အဲ့ဒီတွေးတို့ကြဆစ်တွေတိုက်လိုက်ဒါမဲ့ तू အဲ့ဒီနေ့ညမှာပဲ तू အဲ့ဒီမှာဒီအဲဒီအုံနောက်တွေးချိုးပြတ်ပြီးတော့ပေါ့နော်ကျွန်တော်အနားမှာပဲသေသွားတာကိုကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်အဲ့ဒီတော့လက်ရှိဒီထောင်တွေမှာဘာလဲဆိုတော့ဒီကျွန်တော်တို့အတွက်ဒီဆိုးဆိုးကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ဒီစေဒီကျွန်တော်တို့အကျဉ်းသားတယောက်ရဲ့ရပိုင်ခွင့်အကျဉ်းသားတယောက်မှာဒီပေါ့နော်အကျဉ်းသားတယောက်မှာဒီဟိုဘယ်လိုခုံးမလဲပေါ့နော်ဒီခံစားခွင့် အရာတွေမှန်တယ်မြတ်ဆုံးဆုံးသွားရတာဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့အကျန်းဖက်စစ်အုပ်စုရဲ့ဒီအကျန်းဖက်စစ်အုပ်စုရဲ့အုပ်ချုပ်မှုအောက်မှာလုံနေတဲ့ဒီကျုံတပေါက်လေးတွေပေါ့ဗျာကျုံတပေါက်လေးတွေလိညာခိုးဝဲစားတောက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုလိုခံစားကြရတာဗျာအဲ့တော့ဟုတ်ပြီဒီကျွန်တော်တို့ပေါ့နော်ဒီကနေ့ပေါ့နော်ဒါကျွန်တော်တင်ပြခဲ့တဲ့အားတွေကဒါနိုင်ငံရဲ့အကျဉ်းသားတွေပေါ်မှာအကျန်းဖက်အုပ်စုအာဏာယူတဲ့ရုံမှမှုတွေ လူအခွင့်ရေးရှိုးဖောက်မှုတွေကျွန်တော်တို့ဒီဒီကိုကျွန်တော်တို့ဒါဖော်ပြတော့တာဖြစ်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုမှာလည်းပဲကျွန်တော်တို့ဒီနိုင်ငံရဲ့အကျဉ်းသားတွေပုံမှာဒီကျွန်တော် free night ရှုပ်ရှင်မှုတွေလူအခွင့်ရေးရှိုးဖောက်ခံရမှုတွေနဲ့အတူကျွန်တော်ဒီနောက်ထပ်ဒီနိုင်ငံရဲ့သုံးသပ်ချက်တွေကိုလည်းကျွန်တော်ဆက်လက်တင်ပြတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီကိုရှေရှင်းနဲ့ YouTube channel လေးကို like and subscribe လုပ်ပေးကြဖို့ကိုလည်းမိဖပြည်သူများကိုမြတ်တရားခံရင်လည်းကျွန်တော်နှီးကောင်းရှုပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်